ကဲဒီနေ့တော့ Infinix ကအသစ်ထွက်လာမယ် Note 50နဲ့ Note 50 Pro အကြောင်းကိုကျွန်တော်ပြောပြပေးမယ်။ဈေးနှုန်းနဲ့ပဲဆက်လိုက်အောင်ဒီ Note 50ရဲ့ဈေးနှုန်းက6,900ကျပ်ဒီ Note 50 Pro ရဲ့ဈေးနှုန်းကတော့6,900ကျပ်နဲ့ရောင်းပေးမယ်လို့သိရတယ်။ပြီးဒီဖုန်းတွေဝယ်မယ်ဆိုရင် pre-order အနေနဲ့6,900ကျပ်တန်း power bank တစ်လုံးလက်ဆောင်ပေးသွားမယ်လို့လည်းသိရတယ်။စိတ်ဝင်စားလို့ pre-order မှာကျင်နေဆိုရင်တော့မေလ30ရက်နေ့ကနေဇွန်လ5ရက်နေ့အတွင်းမှာ pre-order မှာလို့ရမယ်လို့သိရတယ်။ နောက်ပြီးတော့ဂျွန်လာ6ရက်နေ့မှာစပြီးရောင်းချပေးသွားမယ်လို့လည်းသိထားရတယ်။ဆိုတော့ဒီဖုန်းနှလုံးကတော်တော်များများတူတဲ့အချက်တွေများတယ်။ဒီနေရာမှာဘာကွာသွားလဲဆိုတော့ဒီ Note 50 Pro မှာက MLBB အတွက်သူက optimization ပူကောင်းအောင်လုပ်ပေးထားတယ်။နောက်ကင်မရာပိုင်းမှာဆိုရင် Note 50 Pro မှာက ultra wide camera နဲ့လာမယ်။ဒီ Note 50မှာတော့ ultra wide camera နေရာမှာသူက macro camera ကိုသုံးပေးထားတယ်။နောက် selfie camera မှာကျတော့ဒီ Note 50 Pro မှာ32 megapixel selfie camera ဒီ Note 50မှာတော့13 megapixel selfie camera ကိုသုံးပေးထားတယ်။ ဆိုတော့ဒီနေ့ဗီဒီယိုမှာက Infinite Note 50 Pro အကြောင်းကိုပဲကျွန်တော်အဓိကပြောပြသွားမှာအရင်ဆုံး unboxing experience လေးနဲ့ပဲဆက်လိုက်တာပေါ့ဒီ Infinite Note 50 series က Mobile Legion နဲ့ collaboration လုပ်ထားတဲ့ဖုန်းဆိုတဲ့အတိုင်းပဲ packaging တွေကအစားကျွန်တော် Mobile Legion သင်းစီကိုသုံးပေးထားတယ်ပြီးတော့မှဒီထဲမှာတော်တော်လေးကောင်းတဲ့ protective case ပါလာမယ် tempered glass ပြီးတော့ Note 50 Pro အတွက်က 90W adapter နဲ့ cable Note 50အတွက်က 45W adapter နဲ့ cable အပြင်မှာဒီ Note 50 series ရဲ့အဓိကအသားချက်တစ်ခုဖြစ်တဲ့ 30W wireless magnetic charger ကိုပါထည့်ပေးထားတယ်ဆိုတော့ packaging ကအမိုက်စားပုံမှာ ပါလာတာလေးတွေကလည်းတော်တော်လေးစုံတယ်ဆိုတော့ဒီဇိုင်းပဲလဲအောင် Note 50 Pro မှာဘောက်စီဆန်တဲ့ဒီဇိုင်းအောင်မှာဒီဘေးဘက်မှာ Armor Align Metal Frame ကိုသုံးပေးထားတယ်ဒါမှမဟုတ် Magnetic Texture အကျဉ်းလက်ခံတဲ့မြင်းနဲ့လွတ်မှာလဲပရီမီယံဆန်တဲ့လွတ်တစ်ခုရောက်သွားတယ်။ပြီးတော့ဒီဖုန်းရဲ့အလေးချိန်က198 gram အထူးက7.3 mm ဆိုတော့ကိုင်းရတာ comfortable ဖြစ်တဲ့အထက်မှာပါတယ်။ပြီးတော့သူ့ရဲ့ကင်မရာလေးရောက်လေးဒီဇိုင်းတွေကတော်တော်လေး personally လာရလို့မြင်တယ်ပေါ့နော်။ glossy ဆန်တဲ့အထက်မှာမှာကင်မရာ sensor တွေကသူက square shape တွေလုပ်ပေးထားတယ်။ပြီးတော့ edit hand လို့ light ကိုထည့်ပေးထားတယ်။ဒီကင်မရာ housing တစ်ခုလုံးက rectangle ပုံစံအောင်မှာ down လေးတွေကိုပြန်ချိုးပေးထားတယ်။ဒီအရှိတ်ဘက် display bezel တွေကလည်းပါတဲ့အပြုံမှာ symmetrical လဲကျသေးတယ်။နောက် durable ပိုက်မှာဆိုရင်သူ IP64 dust and water resistant ကပါလာအောင်မယ်။ဒါမှမဟုတ်ကျွန်တော်ခုနကပြောခဲ့တဲ့ ဲ့ဒီဘေဘက်က frame တွေကိုလည်း armor alignment frame သုံးပေးထားရဆိုတော့ durable ပိုက်နဲ့ပတ်သက်ပြီးတော့တိတ်ဆိတ်မှုနေစရာရှိမှာမဟုတ်ဘူးပေါ့နော် overall infinix အနေနဲ့ဒီ note 5b series မှာ design ပိုင်းရော big quality ပိုင်းပါတခြားလေး queue ဆိုင်လာသတိထားမိတယ်။အကြောင်းနဲ့အနေနဲ့ဆိုရင်ဒီ Note 5 Pro မှာကျွန်တော်တို့ Unchatted Purple, Titanium Gray, Shadow Black အပြင်မှာ Resin Edition ဆိုပြီးတော့၄အောင်ဆက်ချက်ယူလို့ရမယ်။အဲ့တော့ display ပဲလဲအောင်6.7 inches ကိုမှာ AMOLED display, high refresh အနေနဲ့ဆိုရင် 144Hz ပါလာအောင်မယ်။အဲကျွန်တော်ပုံမှန်လေးလေးပြောရမယ်ဆိုရင်တော့ကျွန်တော်စမ်းမှုသမျှဖုန်းတွေ official ဝင်ခဲ့တဲ့ဒီ7သိန်းဝန်းကျင်စီးတန်းဖုန်းတွေအကုန်လုံးနှီးပါမှာဒီ AMOLED display ကို 144Hz ထည့်ပေးလာတာကဒီ Infinix Note 50 series ပဲရှိအောင်မယ် 144S ဖြစ်သွားတဲ့အတွက်ကျွန်တော် social media တုံးနေတဲ့အချိန် scrolling ဆွဲရမျိုးတွေနောက် gameplay လုပ်နေတဲ့အချိန်မှာတော်တော်လေး smooth ဖြစ်တာသိတာတယ်ဒါမှမဟုတ် brightness အနေနဲ့လည်း1000 200 nits ကပါလာအောင်မယ် AMOLED display ဖြစ်သွားတဲ့အတွက် under display fingerprint နဲ့ color protection လည်းစိုးစိုးတက်တော့နဲ့ကြည့်ကောင်းတဲ့တဲမှာအောင်ပါပါတယ်နောက် screen to body ratio လည်းတော်တော်လေးများတဲ့အခါကျတော့သူ့ရဲ့ display က full view experience အပြည့်အဝရတယ်ဒီဈေးနဲ့ဝင်ချင်မှာဒီ display ကတော့ကျွန်တော် fast impression မှာတင် connect တက်ဆရာအကြောင်းတော့မရှိနေဘူးအဲ့တော့ performance ပန်သွားလိုက်အောင်သူ့မှာတုံးပေးထားတာက media တက်ကဲ helio g 100 ultimate ကိုတုံးပေးထားတယ်နောက် software ဘက်မှာကျွန်တော် android 15ကိုအခြေခံထားတဲ့ xos 15နဲ့လာမယ်ဒါအောင်မှာ android major update က2ရက်တိပေးထားသေးတယ် gameplay ဘက်မှာဆိုရင်ကျွန်တော် mbb နဲ့ collab လုပ်ပေးထားတဲ့ phone bb ပေါ့နော် frame rate ကို super နဲ့ graphic ကို ultra ထိရမယ်ဆိုတော့ကျွန်တော်တို့120 frame per second နဲ့ solve လို့ရမယ်စက်သိန်းဝင်းကျင်ဈေးတန်းဆိုတဲ့တစ်ခုမှာတော့ဒီ phone ရဲ့ performance ကမစိုးဘူးလို့ပြောလို့ရတယ်နောက်ပြီးခုနောက်ပိုင်း phone တွေမှာအားထည့်လာတဲ့အပိုင်းဖြစ်တဲ့ ai ဲမှာလည်းဒီဖုန်းက feature တော်တော်လေးစုံတယ်။ဘာ feature တွေလဲဆိုတော့ DC R1 ကိုအခြေခံထားတဲ့ကျွန်တော်တို့ voice assistant feature, callless voice, ဖုန်းပြောနေတဲ့အချိန်မှာ real time translation လုပ်ပေးနိုင်တာ၊ summarize လုပ်ပေးနိုင်တဲ့ call assist, ဘာသာပြန်ပေးနိုင်တဲ့ translation assist document assist နဲ့ social assistant လိုမျိုး feature တွေပါပါလာရဲပေါ့နော်ဆိုတော့စေသိဝင်ကြီးဇေတန်းတစ်ခုမှာ AI feature တော်တော်လေးစုံတဲ့နောက်ထပ် phone တစ်လုံးတိုးလာပြီလို့တော့ပြောရမယ်ဒါအောင်မှာကျွန်တော်မထင်တာတဲ့ Infinity SOS ကလည်း SOS 15ပေါ့နော်အထူးသဖြင့်ဒီကောင်လေးကလည်းတော်တော်လေးတိုးတက်လာတယ်ဒီအကြောင်းကိုတော့ကျွန်တော်ပြောကြမှာပဲအသေးစိတ်ပြောပြတော့မယ် ဲ့တော့ကင်မရာဘက်ဆက်သွားအောင်ကျွန်တော်ခုနကပြောခဲ့လိုမျိုးပဲဒီ Note 50 Pro နဲ့ Note 50မှာကအဲ main sensor အတူတူပဲဒါမှမဟုတ် ultra wide camera ပါလာတာနဲ့မပါလာတာပဲကွာသွားမှာဆိုတော့ကိုက ultra wide လိုရဆိုရင် Note 50 Pro ချ ultra wide မလိုဆိုရင်လည်းဒီ Note 50တောင်မှတော်တော်လေးကောင်းနေပြီလို့ပြောလို့ရတယ်ပြီးတော့ဒီ camera sensor ရဲ့အောက်မှာ active hello light လေးကိုထည့်ပေးထားရပါတော့ဒီ hello light ကကျွန်တော် notification တို့ဖုန်းဝင်လာတဲ့အချိန်တွေ video recording လုံနေတဲ့အချိန်တွေမှာပြပေးမဲ့အပြင်မှာ Novel Diploma ဆိုရင်ဒီအတွင်းဘက်မှာစန်စာပါလာတဲ့အဲဒီစန်စာလေးကနေတစ်ဆင့်ကျွန်တော် Harry တို့ SPO တို့တို့ပါတိုင်းလို့ရတယ် အဲပြီးတော့ camera feature စေအနေနဲ့ဆိုတော့ကျွန်တော်တို့ template တွေထည့်ပေးထားတယ် vlog mode portrait ကိုမှ 2h ဒီရိုက်လို့ရမယ်ပြီးတော့ super night mode ကိုမှ street snap လိုမျိုး focal length ၄မျိုးနဲ့ရိုက်လို့ရမယ် features အပြင်အဲနောက်ထပ်ကျွန်တော်တို့ slow motion dual video sky shot လိုမျိုး feature စေလည်းပါလာအောင်မယ်ပြီးတော့ ai feature တွေဖြစ်တဲ့ကျွန်တော် solo ကောင်းတဲ့ angc portrait လိုမျိုးနောက်အဲကိုရိုက်တဲ့ပုံတွေကိုပြင်လို့ရမယ် ai us လိုမျိုး feature စေလည်းပါလာရဲဆိုတော့ features တော်တော်စုံနေဆိုတော့ကျွန်တော်ရိုက်ထိုက်ပုံတွေချက်ကြည့်လိုက်ရအောင် ခြား feature တွေအနေနဲ့ဆိုတော့ audio ဒီနေရာမှာ JBL Studio speaker ကိုမှ sound ပိုင် JBL နဲ့အတန်ထွက်တော်တော်လေးကောင်းတယ် clarity ဖြစ်တယ်ကျယ်လဲကျယ်တယ်နောက် battery pack မှာဆိုရင်5200 mAh ကိုမှအပြန့်သွင်းဖို့အတွက်ကဒီ Note 50 Pro မှာဆိုရင်90 watt နဲ့ Note 50မှာဆိုရင်ကျွန်တော်တို့45 watt ပါလာအောင်မယ်ဆိုတော့ Note 50 Pro ကကျွန်တော်အသွင်းဖို့မိနစ်40နဲ့ဒီ Note 50က minute 60ပဲကြာမယ်ဒါမှမဟုတ်သေးတဲ့ဝန်ကြီးတခြား phone တွေမှာမပါတဲ့ wireless charging ကိုလည်း30 watt ကထည့်ပေးထားတယ်ဒါကတော့တော်တော်လေးပိုက်တယ်ပေါ့နော်ကျွန်တော်တို့ wireless charging ကိုအမဲလို့လို့သုံးနေကြသူတယောက်အတွက်ဆိုရင်တော့ သဘောကျကြပါပဲပြီးတော့ wireless ကိုမှ30 watt ဆိုတော့တော်တော်လေးလေးမြန်ပါတယ်ပြီးတော့အရင်တော့ကျွန်တော် infinite phone တွေမှာတွေ့နေကြ bypass charging technology ကလည်းဆက်ပြီးပါလာအောင်မယ်တခြားဒီ Note 50 Pro နဲ့ Note 50မှာဘာကွာသွားသေးလဲဆိုတော့ RAM RAM ကဒီကောက်မှာ 12GB ပါလာမယ်ဒီကောက်မှာ 8GB ပဲပါလာမယ်နောက်ပြီးကျွန်တော်ခုနပြောခဲ့တဲ့ဒီ SSPO2 တို့ error rate တို့တိုင်းပြနိုင်တဲ့ dedicated sensor လေးက Note 50 Pro မှာပဲပါလာအောင်မယ် Okay ဆိုတော့ဒီ Infinix က Note 50 series အကြောင်းလေးကတော့ဒီလောက်ပဲဒီဖုန်းတွေကိုလာမယ့်ဂျွန်လ6ရက်နေမှာစပြီးတော့ရောင်းပေးတော့မယ်လို့သိရတယ် fashion version တစ်ခုအနေနဲ့ဆိုရင်တော့ဒီ Infinix Note 50 series ကဆယ်သိန်းဝန်းကျင်ဖုန်းတွေထဲမှာတခြားဘောက်ထည့်ပြီးစဉ်းစားရမယ့်ဖုန်းတွေထဲမှာပါသွားပြီလို့ပဲပြောရင်အဆုံးထိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ။